information များတဲ့ခေတ်ဆိုတဲ့အတိုင်းပဲအရန်ကို information များတော့ဆုံးဖြတ်ချက်တွေလည်းများလာတယ်အဲ့တော့ဆုံးဖြတ်ချက်တွေဘာလို့များလဲဆိုတော့ယနေ့ခေတ်မှာစုရတနေ့တနေ့ကိုကိုယ့်ရဲ့ information တွေသိမ်းရတာ34 gig တောင်ရှိတယ်ပြီးတော့စကလုံးဆိုရင်တိတ်နဲ့ချီပြီးတော့ဒီတပတ်အတွင်းမှာပြောနေတဲ့စကလုံးတွေတိတ်နဲ့ချီပြီးတော့ဇက်တိုက်ကိုသွားပြီးတော့ process လုပ်နေရတယ်အရင်ခေတ်1986ခုနှစ်အထက်ငါးစားပုံများလာတယ်ဒါအရန်အံ့အောင်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့အရေးကြီးတာအရေးမကြီးတာတွေစပြီးတော့ခံမှန်းခွက်လာတယ်ပြီးတော့အုံနောက်ရဲ့ bandwidth က bandwidth ဆိုတာတော့လေဒါ frequency လိုမျိုးပဲ တစ်ချက်ပြန် wood ကိုဒီလိုမျိုးပေါ့နော်ဒီ frequency ဒီလိုသွားတဲ့ဥစ္စာပေါ့ဒါ wifi နေပိုင်းမှာဆိုသုံးတဲ့ဥစ္စာ꽌သေးလားအဲ့တော့ဒါဆိုရင်ဒါအုံနောက်မှာလည်းအဲ့လိုပဲအဲ့တော့အဲ့အုံနောက်မှာအဲ့လိုမျိုးပုံစံသွားတဲ့ဥစ္စာမှာဆိုရှင်သူက120 one second မှာ120အာ bit ပဲသုံးနိုင်တာအဲ့ဒါကိုကိုရီးယားအခုဆိုရင်သုံးနေကြတယ်အများကြီးလေအဲ့တော့ ီမှာလူနှစ်ယောက်စကားပြောရင်120 width အဲ့တော့ဒီကြိမ်ထဲမှာလူနှစ်ယောက်ကစကားပြောရင်တခါတည်းနှစ်ခုစလုံးကိုနားထောင်မှုဆိုတာတကယ်တော့နည်းနည်းလေးတော့ခက်သေးတယ်။အဲ့တော့လူသုံးယောက်ဆိုလို့ရှိရင်တော့လုံးဝ overload ဖြစ်သွားတယ်။စာဖတ်ရင်90ဖြစ်ပြီးတော့တယောက်တည်းစကားပြောရင်60 bit ဖြစ်ပါတယ်တစ်စက္ကန့်အတွင်းမှာဆိုရင်အဲ့ဒီမှာဗီဒီယိုကြည့်ရင်ဒါ100 bit ဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုကိုကသိပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ conscious ပေါ့နော်ဒီ process လုပ်နိုင်တဲ့ limit ကိုပြောတာပေါ့နော်120ဆိုတာအဲ့တော့ကိုအနေနဲ့ဒါအုံနောက်က blood down limit ရှိလဲဆိုတာဒီ မှတ်ညံအောင်ပြောချင်တာပေါ့ဒါကြောင့်ကိုကလေလုံးဝ multi tasking လုပ်လို့မရအောင်ဆိုတော့ပြောချင်တာ multi tasking ကတကယ်ကိုလေအာယုံစူးစိုက်မှုရဲ့စနစ်ရဲ့ရန်တူပဲသိလားဘယ်လဲဆိုခုနပြောလို့အုံနောက်ကတစ်ချိန်ထဲမှာတစ်ခုပဲအာယုံစိုက်နိုင်တယ်ဟိုအများကြီးပုံပြီးအာယုံစိုက်နိုင်တာမဟုတ်ဘူးအဲ့တော့ကို့အနေနဲ့ဒီအာယုံတွေအများကြီးမစိုက်နိုင်တာကိုသွားပြီးတော့စိုက်နေလို့ရှိရင်နောက်ပိုင်းမှာ ဒီဖြစ်နေရ reason ဟာတွေကို short term memory ဖြစ်လာတတ်ကြတယ်အဲ့ဒါအားရ blood တော့ဆိုလို့ဆိုတော့ marijuana သုံးတာထက်တော့ပို့ပြီးတော့အဲ့ multi tasking လုပ်တဲ့ခါမှာကိုယ့်ရဲ့ဒီတိတဲ့အတိ connective လို့ခေါ်တာပေါ့နော်ဒီတိချင်းလေးတွေရဲ့စုံရှုံမှုအတိဉာဏ် memory စုံရှုံမှုကပို့ရအောင်ဆိုသေးရယ်ဆိုတာလေးသူပြောထားပါတယ် curie